မျိုးတွေအားလုံးဝင်းမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာတုကဖြတ်ပြန်နဲ့ပြည့်စုံနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါရခင်ဗျာရှင်နေ့ကျွန်တော်ကြည့်စုတော်မယ့်ဗီဒီယိုလေးရတော့ဒါအသုံးလအရွယ်3လတော့မပြည့်သေးတဲ့တမီလေးတယောက်ကိုကျွန်တော်တို့ဒါဆက်ကူဖားတဲ့ထိတ်တော့စာတဆောင်မှာရေးပြီးတော့ဒါလက်စွန့်ပစ်သွားတာပေါ့နော်တကယ်မှလည်းတနာဖို့ကောင်းတယ်ဗျာမိဘဒီလက်စွန့်ပြပြလက်စွန့်ပြရခြင်းအကြောင်းရင်းရဲ့ဒါအဓိပ္ပာယ်ရလဲဘာဖြစ်လို့လဲဗျာကိုယ်တာတမီတယောက်တကယ်မှချက်ဖို့ကောင်းတယ်ဗျာဟောဝါတော်တော်လေးနဲ့ချက်เสียရလေးဗျာ3လတော့မပြည့်သေးဘူး နော်စက်ခုခါနေမတော်လို့ဗျာတလေးဆန်တဲ့တော်တကောင်ကဒီကလေးလေးကိုတခုခုလောက်သွားမှမဆိုရင်ဘလို့နေမလဲဘလို့အတွင်းမျိုးနဲ့ဘလို့ရင်ထဲကဘလို့ကျွန်တော်မပြောချင်တော့ဘယ်နော်တကယ်တော့ကုတန်သမီးတယောက်တော့မလို့ရမပြည့်ရလို့ပဲကျွန်တော်ထင်တယ်ဗျတကယ်တော့ချစ်စရာလေးဗျာဒါဟုတ်ဒါမှကျွန်တော်အားလုံးနဲ့သိကြတဲ့အတိုင်းပေါ့ဒါမမေခိုင်လို့တင်စားရတယ်မခိုင်နိုင်ဘူးရတော့ဒါသူဒါသမီးလေးခေါ်ယူမွေးစားလိုက်တဲ့ဒါဗီယိုလေးပေါ့နော်တကယ်မှသနာဖို့ပေါ့ပါလေခလေးဘယ်လိုပဲဖြစ်ပါ ကျွန်တော်တို့ဒါမင်းသမီးကြီးမခန့်နေဝေလက်ထက်ရောက်သွားပြီဆိုရင်တော့ဒီကလေးလေးရဲ့ဘဝလေးရာတကယ်မှတာယာဖြတ်ပြုံးတဲ့ဘဝလေးဖြစ်သွားပြီပေါ့နော်ကဲချောလို့ကြည့်လိုက်အမျိုးလေးရက်ကွက်လည်းဖြစ်တယ်ဆိုတဲ့ခါကျတော့အာလူကြီးကနေပြီးတော့မှတစ်ဆင့်အမောင်ကလေးပြစ်သွားတယ်ဆိုတော့ပထမတော့ဩဒီနောက်မှာကိုယ်ကြီးရလည်းရှိရတဲ့နဲ့ လာပြီးလို့ရရဲ့သားနဲ့ပေါ့နော်သူ့မှာလည်းအကြောင်းမျိုးမျိုးရှိလို့နေမှာပေါ့လေအဲ့နဲ့သူတို့ဒီမှာလာပြီးတော့ပြစ်သွားတယ်ဆိုတော့ကလေးလေးကြီးတော့တော်တော်လေးလှုပ်ရွေ့ရည်လေးရယ်ပဲတန်တယ်ချစ်လဲချစ်စရာလေးချစ်စရာလေးဒါမင်းကလေးလေးဖြစ်တဲ့အခါကျတော့ဒါဘာပဲဖြစ်ဖြစ်ဒါအမမှာတာဝန်ရှိတယ်လူကြီးတွေကလည်းဒါအမကိုယုံကြည်လို့လှမ်းပြီးတော့အကြောင်းကြားတဲ့အခါကျတော့အမကတော့တာဝန်ယူပေးတာပေါ့သူ့မှာလည်းစာလေးပါတော့လေသူ့စာလေးမှာလည်းဒါသူ့အမေဘယ်လိုပဲဖြစ်ဖြစ်လေးလှရယ်ပေါ့နော်ဟွန်းလေးလေးလည်းလှရယ်သူ့အမေပဲနေမှာပေါ့ဆိုတော့ဒါအာသူ့ရဲ့အကြောင်းတရား အဲဘောဒမူသမီးလေးဒီလိုမျိုးလောက်ရတာသမီးလေးနဲ့ဘယ်လိုမှမခွဲချင်ပါဘူးတဲ့သမီးလေးကိုအရန်ချစ်တယ်တဲ့မြမတို့အချင်းနေကောင်းတဲ့တနေ့ကြရင်ပေါ့အဆင်ပြေသွားလို့သမီးလေးကိုပြန်ခေါ်လို့ရရင်ခေါ်ချင်ပါတယ်တဲ့တကယ်မှလည်းသနာဖို့ကောင်းတယ်ဗောနော်ဒီလိုလေးရေးထားတော့လေအေးပေါ့ဗျာသူမှလည်းဒုက္ခခံနေသူရှိမှာဗောနော်သူနာပြောလို့ပေါ့သူသမီးလေးကိုဒါဖာနေထဲတာအချင်းမှာအဝေးတနေရာအားဒီတော့သူကောင်းကောင်းကျွန်တော်တို့စောက်ကြည့်လောက်မယ်ဗျာလူတေဦးတယောက်တွေ့ဝါမှတာသူရဲ့ ရင်ထဲမှာခံစားနေရတဲ့ဒီရင်ဘက်ထဲမှာအဆို့တွေနဲ့အလုံးကျသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီခလေးလေးကိုတူတူတယောက်မတွေ့မချင်းရတော့သူဒီနေရာနေသွားမှာပို့ဆိုတော့ကျွန်တော်ဂျင်းတိဘူးဒါပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီဗီဒီယိုတွေကျွန်တော်တက်လာမယ်ဗျာဘယ်လိုမှခလိုင်းမိုက်ခလိုင်းဝင်လက်ထည့်ရောက်သွားပြီဆိုရင်ဒီခလေးလေးရဲ့ဗီဒီယိုအချက်ချင်းတက်လာမယ်ရှင်းကြရင်ဟာသူဘယ်လိုပဲဖြစ်ဖြစ်အဝေးတနေရာနေဝမ်းသာမယ်လို့ထင်တယ်ပေါ့နော်ဒီလာနေတော့မသိဘူးဒါသမီးလေးအတွက် ဒါအမကတော့ဒါဟိုအမရဲ့ကလေးတယောက်နေနဲ့အမကတော့ဝေးစားဖို့အဆုံးဖြတ်လိုက်တာပေါ့နော်ဒါကတော့ညီမရဲ့သူသူပြစ်သွားတာနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုကတော့ရှိရမှာပဲလေသူကသူဘလို့အကြောင်းရာနဲ့ပဲဖြစ်ဖြစ်ဒီကလေးကအစကလေးကကိုတာသမီးအကြောင်းကိုသိရဒီကလေးကအခုသူတို့ပြောပုံရဆိုရင်ငိုလည်းမငိုဘူးအရန်လည်းအေးတယ်အကယ်၍များဒီမှာထားခဲ့လို့ဒါတခြားတယောက်ကများမတွေ့ပဲနဲ့တလေးဆန်တကောင်ကောင်ကကြိုက်လို့ပဲတည်သွားတာပဲဖြစ်ခွေးကြိုက်လို့ပဲတည်သွားတာပဲဖြစ်ဖြစ်ဖြစ်သွားမယ်ဆိုရင်ဘလို့လုပ်မလဲအသက်အန္တရာယ်ဆိုရင်ရတယ်အဲ့ဒီတော့ပြစ် လာကတော့သူ့အနေနဲ့စွန့်ပစ်တာနဲ့ပတ်သက်ပြီးတော့တော့သူဟိုတခုခုတော့ဖြည့်ရှင်းပြရမှာပဲအဲဒါပြီးတော့ဒါတရားဥပဒေရလည်းရှိမယ်အဲအဲ့တော့တရားတွေပြီးတဲ့အခါကျရင်တော့အမကလေးအမတို့ကတော့ကလေးတွေကိုမချုပ်ထားဘူးဟုတ်လားအဲဒါကလေးတွေအရွယ်သူ့ပဲချင်းလာမလဲဆိုတော့အမကမသိဘူးကလေးမသိတတ်ခင်အရွယ်မှာဆိုလို့ရှိရင်တော့ဒါအမနဲ့သူနဲ့လူကြီးချင်းရှင်းရမှာပေါ့ကလေးသိတတ်တဲ့အရွယ်ကြားမှာလာတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့ဆန္ဒပေါ့နော်အဲ့ဒီခါကျတော့ကလေး ပြောလို့ပြောတော့မဟုတ်ကလေးလေးကတကယ်တော့ချစ်စရာတယ်နော်တိတာဇပင်ရဲ့ဇပင်လေးကဒါကောင်းတယ်ဗျာဒီပေါ့ဗျာလူဆိုတာကတော့အခက်ခဲဒုက္ခမျိုးစုံနဲ့ဒီခေတ်ကြီးပို့ဆိုတော့ဗျာနိုင်ငံရေးလူမှုရေးစီးပွားရေးအစအစရရကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေရတကယ်တော့အောက်ဆုံး0အဆင့်လောက်ပဲရှိတယ်ဆိုတော့လူစရာကိုမမြင်မတွေ့ရပဲနဲ့လူတစ်ပတ်သားဦးတော့ကျွန်တော်တို့ ဒါဘုတ်တရုံတို့မပြောချင်ဘူးเนาะဒါပဲလေဒါသူ့ရဲ့သူ့ပမာအာမိခင်တယောက်နေနဲ့တွေ့ရင်လည်းတွေ့မယ်သူ့ရဲ့စကားပြောပြီးတော့ပြီးတော့ဒါအမားလူနဲ့လည်းတန်ရုံနေရှိရဒါကလေးရဲ့စိတ်ချမ်းသာမှုအဓိကပါပဲဟုတ်ပါဘူး မားတို့ကလေခလေးတွေပြုစုဆောင်ရှောက်တဲ့ချိန်မှာရင်ထဲကမပါဘဲနဲ့ဘယ်အရာမှမလုပ်လို့မရအောင်ကိုနဲ့သွေးမတော်တောင်ဆက်တဲ့ခလေးတယောက်ကိုဘယ်ဒီခုနှစ်သားသမီးခလေးတွေကိုအမားတို့ကကိုယ့်ရင်ထဲကိုထည့်ပြီးကိုယ့်သားသမီးလိုဆောင်ရှောက်ပေးရတာဖြစ်တဲ့အတွက်အဲအချိန်နဲ့တို့အစဉ်ပြေမှဘလို့အကြောင်းအရာပဲဖြစ်ဖြစ်ခလေးတွေလာခေါ်မယ်ဆိုအမားတို့နှလုံးသားကိုဆွေးညစ်ပြီးတော့လှုပ်ခါသူကိုဝန်ခံစားရတယ်ဒါပေမဲ့မအဘယ်အရာကိုမှအမဟိုခလေးတွေကိုစီးနှက်ပေါင်းနဲ့မထားဘူးအတ္တမကြီးဘူးအဲ့အတွက်ကြောင့်မလို့တို့တိလာပြီဆိုလို့ရှိရင်တော့တို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်တော့အမ ဥစားပြီးပြီးနံပါတ်1 test ပြီးတော့စဉ်းစားပြီးမှာပေါ့နော်ပြီးတဲ့အခါကျတော့ဒါသူတို့မိဘတွေအနေနဲ့လည်းခလေးပေါ်မှာတောင်းဝင်ဘလို့ဘလောက်ထိယူနိုင်မလဲဟလာအမားတို့အမားတို့စီမှာဆိုရင်ရှင်မွေးမီးမလားလက်မွေးမီးမလားပြီးတဲ့အခါကျတော့ပညာတတ်ဖြစ်အောင်ဟလာလူတန်းစီမီနိုင်အောင်ဟလာဒါသိမ့်မှန်တော့ဗောဗျာဒုနာတစ်ခုလည်းဒါဒီကလေးလေးရဲ့အမေဆိုရင်ဒါစဉ်းစားပေါ့နော်သူရှိမှဆိုရင်ဘဝကီလန်ကဖျောက်ပြူးချိန်မှာဖျောက်ပြူးမယ်ဗျာအဲ့ကဲတဲ့ ဒါမှခိုင်နေငွေကိုဒါသူ့ကိုယ်တိုင်တက်ပေးမယ်ဆိုရင်လေသူ့ရဲ့မျက်နှာကိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်မီဒီယာဖြူတော့မယ်ဖြူတဲ့ချိန်ကျရင်လည်းနောက်ကသူ့မှာအရှုပ်ချင်းပါညာအနောက်ဘွဲဆိုအရှိတဲ့အတွက်ဒါဒီကလေးလေးကိုသူဆုံပြတဲ့အချိန်မှာကျွန်တော်အထင်ပြောပြတာကျွန်တော်တို့ရောက်ထင်ရတော့ဒါကလေးလေးသူထားခဲ့မယ်ထားပြီးတော့တနေရနေရနေတော့သူတေချာကိုကလေးကိုစောက်ကြည့်နေမှာသူ့ကလေးကိုတော့သူကျွန်တော်တို့ပြပြထားရက်မှာတော့မဟုတ်ဘူးမပြထားခြင်းပဲပြထားရက်မဟုတ်ဖြစ်တော့တကယ်မှချက်ဖို့ပုံလေးကလေးလေးဆိုသူအဝေးတနေရစောက်ကြည့်မယ် လမ်းသွားရအောင်တိုက်ဖိုက်ဘူးဗျာခီးသွားတဲ့သူတယောက်နေထားတဲ့ပုံစံမျိုးနဲ့ဒါမသိအောင်ဆိုသူစောက်ကြည့်မယ်ခဏကျွန်တော်ခက်လန်းလန်းလေးရပေါ့အာတကယ်ကလေးလေးခေါ်ပြီးဆိုမှဒါသူလက်မှာပေါ့နော်အဲနောက်ပတ်စုံမီဒီယာတက်လိုက်သူတွေ့ရပြီအဲဒါမျိုးပြောချင်တာတွေ့ရတဲ့ချင်းသူပေါ်မှာနေတဲ့ချင်းမှာဒီကလေးလေးဘဝခီးရှစ်ရမဲ့လမ်းနေဟိုခီးလမ်းနေကဖျောက်ကူးချင်းမှာဖျောက်ပြုံးလေဒါမှခန့်နေဝင်ရှိကိုရောက်သွားပြီးဆိုတာ ਨੇ ဒီကလေးလေးဘဝက အဆဆရဲ့အရာကျွန်တော်ဆွေပုံအမြတ်တင်ဘဝလေးရောက်သွားမယ်ပညာရေးလာလူမှုကြီးလာစီးပွားရေးအနေဖို့ထိုင်ဖို့လာအဆဆရဲ့ကျွန်တော်တို့အဆင်ပြေသွားမယ်ဆိုတော့ဒါဟိုကောင်းကောင်းသူချစ်ပါတော့လဲဒါပေမဲ့ကိုကဒါမိဘကဒါအနေနဲ့ရောက် ကိုယ်ကလေးကိုအမြင့်နေရာရောက်ဆိုတဲ့ပုံစံမျိုးနဲ့သူဒီလိုတွေးထားတာနေပေါ့။တောင်းဆိုလဲကြာဟုတ်လား။သူတခြားကလေးတွေနဲ့မိဘရှိတဲ့ကလေးတွေနဲ့ရှင်းမဲ့ဆိုရင်တော့အမကလေးတွေကမနှိမ့်ကြတော့အမစူးစမ်းပြီးလုပ်ခဲ့တာဆိုတော့ဒီလိုမျိုးအရေးချင်းတွေနဲ့ထားနိုင်မယ်ဆိုရင်တော့အမမိဘအရင်ကိုပြန်စဉ်းစားပြီးမှာပေါ့နော်။ဒါတော့ဒါသူတို့ရဲ့စိတ်ခံစားမှုမှာလည်းမိဘအရင်နေနောက်ကိုလိုက်ချင်တဲ့ဆန္ဒရှင်တော့အမရရင်ကိုခံရမှာပေါ့နော်။ ဒီအမားရေဆိုလို့ရှင်လဲသူတို့လင်မယားဆိုလဲဒါမွေးမွေးတော့မွေးစားဖို့ဆိုလို့ခေါ်တာအဲ့လိုမျိုးဒီစားကြောင်ပေါ့နော်ဒီစားပြန်ပေါ်သွားလို့ရှင်ကိုလည်းမတွေ့လိုက်ဘူးအကုန်လုံးကမွေးဖို့ရွေးတွေးထားတာဒါမဲ့လာပြန်ပေးရင်ပေးလိုက်ရမယ် မျောလင်းချက်ကြီးပေါ့နော်အဲ့လိုခန်းစားချက်ကြီးကိုမညံမမမွေးပဲ။ဟုတ်ကဲ့ကိုယ့်ခက်ခဲနဲ့ကိုယ့်ခက်ခဲကြောင့်ကလေးကိုဆုံးပြစ်လိုက်တယ်ဆိုမှကျန်တဲ့သူတွေကလည်းနှလုံးသားရှိတဲ့လူသားတွေဆိုတော့သူတို့မှလည်းမွေးမယ်ဆိုရင်တော့သူတို့ကအရှိကြီးစဉ်းစားရတယ်လေ။သူတို့တစ်ချိန်ကျကြံခွဲနိုင်မလား။သူတို့အနေနဲ့ဘယ်လိုမျိုးဟောဖြစ်မလဲဆိုတဲ့ဟာနဲ့သူတို့ဒီကလေးကိုမမွေးရကြတော့အဲသူတို့ဟိုဒါသူတို့လည်းမိခင်ဖြစ်တဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ခန်းစားရမှာပေါ့။အဲ့ဒါရင်းနဲ့မမွေးဖြစ်တော့တာ။အကယ်၍ဒီလိုမျိုးလူကောင်း တကယ်တော့ချစ်စရာလေးပြာနော်ဇပင်ကြီးဆိုလေကောင်းနေရောပဲချစ်စရာလေးတကယ်နှာနှံလေးကိုဆင်းနေတာပေါ့နော်အေးပေါ့ဗျာဒီလိုချစ်မွေးပါတယ်ဒီလိုချောချောလေးချစ်မွေးပါတယ်ကလေးလေးကိုသူ့ညီထဲမှာပြတ်ထုတ်သွားတာဘလောက်ဘလို့ခံစားနိုင်မလဲဆိုတာဒါမိဘချင်းနေရာနေကိုချင်းစားလို့ရတယ်ပေါ့နော်တကယ်တော့ကြည့်ပါလားဗျာကျွန်တော်ပြတ်ထုတ်ရက်စရာတော့မရှိဘူးဒါပေမဲ့လေသူ့မှာတော်တော်လေးကိုဒုက္ခအမျိုးစုံနဲ့ခံစားနေရလို့ဒီကလေးလေးကိုဒါသူ့ထားသွားတယ်လို့ထင်တယ်ပေါ့နော်နောက်ဆုံးလဲအဲသူ့ရဲ့စာလေးထဲမှာဆိုရင်လဲ အာသူသမီးဘို့အာသူသမီးနေရဆကျွန်တော်တို့ဒါဘို့ဘယ်နေရမွေးလဲအဲဘာနေလဲဆိုတော့ဘို့သူနေဘို့သူသမီးလေးဆိုပြီးတော့အာကျွန်တော်နဲ့တော့တိုက်ဆိုင်သွားကျွန်တော်ဘို့သူဆိုတော့အဲဘို့သူသမီးလေးเนาะသူအဆင်ပြေလည်းပြန်ခေါ်မယ်ဆိုတော့ရသူ့ညင်ထဲမှာဘယ်လောက်ထိတောင်သူခံစားနေရမယ်နောက်တစ်ခုကဒီဗီဒီယိုလေးသူမြင်သူဘယ်လောက်တောင်မလို့ပျော်ရွှင်သလိုပျော်ရွှင်ဝမ်းသာဖြစ်သလိုသူ့ကလေးလေးခွဲခွာရတဲ့ဒီနာကျင်မှုပါလေမိဘချင်းချင်းရတော့ကိုချင်းစာမိတယ်ကောနော်သူဘယ်လောက်နာကျင်နေမလဲပေါ့ ကောင်းတဲ့လက်ထက်မရောက်ခဲ့ဘဲနဲ့တခြားမတမာတဲ့သူတွေလက်ထက်ကိုများရောက်ခဲ့သည်ရှိတော့ကလေးတယောက်ရဲ့ဘွားကတကယ်ကိုစုံစမ်းမြုပ်စပေါ့เนาะဒီချိန်မှာဆိုလို့ရှိရင်ကလေးတွေက child rape တွေလည်းအများကြီးပေါ်တယ် အဲ့ဒါကလေးတွေကိုဟိုရောင်းစားခံရတာလည်းအများကြီးရှိတယ်အသက်အနည်းငယ်ခဏခဏကလေးတွေပျောက်ပြီးတော့အသက်အနည်းငယ်ဆိုးရင်ရတယ်ကလေးတွေလည်းအများကြီးရှိတယ်လက်ချိန်စားမှာဒီလိုမျိုးကလေးဆုပ်ပြတာတော့အမှန်တကယ်တော့မလုံတဲ့ဘူးနီးစက်ရကို့မှာအခက်အခဲရှိတယ်ဆိုနီးစက်ရလူတွေအကူအညီတောင်းပြီးပြပြမွေးစားခြင်းနဲ့သူဟိုပဲဖြစ်ဖြစ်ဒါကတော့အမှအကြံဉာဏ်ပေးတာပေါ့နော်ပြီးတော့တခြားဆောက်ရှောက်တဲ့ဂေဟာတွေမှာဖြစ်ဖြစ်အတိအတရားနဲ့အကြောင်းကျိုးအကြောင်းလေးပြောပြီးတော့ အမကအဆေကျင်တာပေါ့နော်ဟုတ်ဒီဟာကိုအမခေဟာလို့ထင်တာဒီခရစ်တီယာရှင်ကလည်းတက်သွားတာအမကလည်းမကင်းဘူးအဲ့လိုဆိုတော့လေဒီဟာချသွားတာဒီရှေ့ဆိုပြီးတော့ဒီနားပတ်ဝန်းကျင်တော့မဖြစ်နိုင်ဘူးဒီနားပတ်ဝန်းကျင်ဆိုတော့အမခေဟာဟိုဘက်မှာတော့သူတို့သိတယ်ဒီနားပတ်ဝန်းကျင်အကုန်သိတယ်ခရစ်ယာန်ကျောင်းနဲ့လေအဲ့လိုမျိုးသူတို့ကမှားပြီးတော့လာချတာဖြစ်နေတယ်အမခေဟာထင်လို့ပဲခင်ဗျားတွေ့ပါစေဆိုပြီးတော့လာချသွားတယ်ဖြစ်ဖြစ်ပါနော်နောက်တစ်ခုကလည်းညီမတို့စဉ်းစားလိုက်တာကြတော့ ကိုရင်းလဲဟိုဘာပဲပြောပြောအဆင်ဟိုဟိုလိုမျိုးတဲတော့မပါဘူးမဲ့ကိုရင်းထက်တောင်းမှာအမသားသမီးတွေကိုဟုတ်တယ်ဟိုကိုသားသမီးတောင်မှာကိုကိုရောင်ပြောတာမမွေးနဲ့လို့အများကြီးတွေ့တယ်နော်ကိုနဲ့နေရမှာကိုသားသမီးတောင်မှာလို့အမလားဆောင်းဆောင်းမှုမပေးနိုင်ဘူးအဲ့ဖုန်းဆက်အမတို့လည်းမပေးနိုင်ဘူးအမခံနေဝင်ပဲပေးမယ်အဲ့လိုမျိုးသူ့ရဲ့ညှော်လင်းချက်ပေါ့သူ့ရဲ့ရေရှည်ပေါ့ သူ့ရဲ့ရှေးလေးကိုကြည့်ပြီးတော့အမကိုပဲပေးချင်တာကိုတော်ဝင်းမယ်ဆို9000တူဒီလောက်ထိမပေးနိုင်တော့ဘူးအဲ့လိုအများကြီးတွေးတယ်ကိုသားသမီးတော်မှအဲ့လောက်ထိအုပ်ချုပ်မှုမပေးနိုင်ဘူးဒီကလေးတော်မှပူလို့နည်းအဲကောမတက်အဲကောမတက်ပေးနိုင်ဟိုထားရတာဒီပြတ်တဲ့ချိန်အဲကောမရှိဘူးရက်တော်ရက်ခတ်ကလာလက်ပြီးတော့ဆောင်းနေနှုတ်မဟုတ်ဘူးဒီပါစားလာဝယ်အဲ့လောက်ထိလည်းကောင်းထားနိုင်ဟုတ်တယ် သူတို့နေရသူ့အတွက်ဒါအရန်ကိုကန်ကောင်းသွားပြီကန်ကောင်းတဲ့နေရာတစ်ခုရောက်သွားတယ်ဆရာတော့ပုံကန်ကောင်းတယ်ဟုတ်တာပေါ့ခလေးတွေဘလို့နေရလဲကိုအသေးဆုံးဒီနားမှာနေတာရဲခဏခဏသွားပြီးလှုပ်ပြီးရောခလေးတွေကြည်ရတယ်သူတို့နေရတဲ့နာနဲ့ကိုမွေးထားတဲ့သားသမီးနေရတာအများကြီးကွာအများကြီးကွာတော့အဲ့လိုတစ်ခါကျလို့ရှိရင်ပါညာစားအเจ้าကအစကိုတော်အလောက်ထိတော့မှမတွေ့ထားဘူးမှာမြင်နေတယ်အเจ้าနေတော့ထားပေးနေ